မားထရန့်ကိုရာထူးတတိယတက်တန်းထမ်းဆောင်ဖို့အတွက် Republican ဘက်ကလော်ဘီတွေကလုပ်နေပြီးဒီသတင်းနဲ့ပတ်သက်ပြီးတော့ထရန့်ကမငင်းပယ်ဘူးလို့ဆိုပါတယ်။တမားထရန့်ကတတိယတက်တန်းထမ်းဆောင်မှုဖြစ်နိုင်ခြေကိုမပယ်ချခဲ့ပဲလောက်ရမှာကိုသဘောကျပါတယ်လို့သာမှတ်ချက်ပေးပါတယ်။ဒါပေမဲ့ထောက်ခံသူတချို့ဆိုပြီးတလို2028မှာတဲ့ဒုတိယသမ္မတလောင်းအဖြစ်ဝင်ပြန်ပြီးတော့အခြေခံဥပဒေဟာဝက်ကိုတုံးချပြီး သမားပြန်လုံးမဲ့အစီအစဉ်ကိုတော့သူကပယ်ချပါလေ။မရိကန်ရဲ့အချိန်ကဥပဒေရေးဖြည့်ဆွက်ချက်ပုံမှ22အရာသမားတယောက်ပါတတိယသတ္တန်အတွက်ထပ်မံဝန်ပြိုင်ခွင့်မရှိတော့ပါဘူး။သမားထရန့်ဟာနှစ်ကြိမ်တိုင်တောင်းဝန်ထမ်းဆောင်ခဲ့ပြီးပြီဖြစ်ပါလေ။ဒါပေမဲ့တော့ဒုတိယသမားဖြစ်ထပ်ပြီးတော့အရွေးကောက်ခံနိုင်ပါတယ်တဲ့။ပြီးတော့မှတဲ့ထရန့်နဲ့သူသမားနေရာရွေးခံတဲ့သူကယာရုကနှုတ်ထွက်ပြီးအဲ့ဒီအခါမှာဒုသမားကသမားနေရာကိုဆက်ခံဖို့နိဗ္ဗာန်ဖြစ်ပါတယ်။ပြောရရင်တော့ နှစ်ပေါင်းပေါ်ရိုက်တဲ့နေရာဖြစ်ပါတယ်ဒီလိုမျိုးလုပ်ဖို့တဲ့နိုင်ငံရှိပါတယ်ဒါကတော့ရုရှားပါရုရှားသမ္မတပူတင်ဟာဖွဲ့စည်းပုံအခြေခံဥပဒေအရသူ့အနေနဲ့သမ္မတတန်ပြီးပြည့်သွားတဲ့အခါမှာတော့သမ္မတထပ်လုပ်ချင်သေးတဲ့အတွက်နောက်ရွေးကောက်ပွဲမှာဝန်ကြီးချုပ်ဖြစ်လုပ်ပါတယ်မပီတက်ကိုသူကသမ္မတနေရာ ရုပ်သေးဖြစ်တင်ပါတယ်ပူတင်ဟာဝန်ကြီးချုပ်ဖြစ်လေးနှစ်တာဝန်ထမ်းဆောင်ပြီးအခြေခံဥပဒေကိုပြင်ဆင်တဲ့ ဲ့တော့နောက်နှစ်တွေမှာမပီတက်ကနှုတ်ဖက်ပြီးသူကသမ္မတအဖြစ်တာဝန်ဆက်ထမ်းဆောင်လာ အခုချိန်ထိဖြစ်ပါတယ်ဒီလိုပါပဲအမေရိကန်မှာလည်းထရန့်ကိုလွန်ကျော်ထောက်ခံသူတွေက သမ္မတထရန့်အနေနဲ့ဒုသမ္မတအဖြစ်ကနေပြီးတော့ဆက်ပြီးတော့ဝင်ရောက်ရွေးကောက်ပွဲလုပ်ပေးဖို့ဝင်ရောက်ရွေးကောက်ပြီးပထမသမ္မတအဖြစ်ရွေးကောက်တဲ့သူကယာတုကနှုတ်ဖက်ပေးအဲ့ဒီမှာသူကဒုသမ္မတကနေသမ္မတနေရာဆက်ခံဆိုပြီးတော့လမ်းကြောင်းပေးနေတာဖြစ်ပါတယ်သမ္မတထရန့်ကဒီအစီအစဉ်နဲ့ပတ်သက်ပြီးဒါအသိကိုညံ့များလုံးပါတယ် ကျွန်တော်အနေနဲ့အမှန်နဲ့မထင်ပါဘူးလို့ထရန်ကအာရှခီးစင်မှာတရင်တောက်တွေကိုပြောပါတယ်။သူကအဲ့ဒီလိုမျိုးလောက်တာကိုလည်းမကြိုက်ဘူးလို့ဆိုပါတယ်။လူတွေလက်ဒီအကြောင်းကိုကြိုက်မှမထင်ဘူးလို့ဆိုပါတယ်။ဘယ်နီလန်းနဲ့ထပ်အရွေးခံမလဲဆိုတာမရှင်းသေးပေမဲ့ပြီးခဲ့တဲ့ပတ်ကတော့ထရန်ရဲ့မဟာဗျူဟာမှုအောင်စတီဗန်တို့ကသမတော်ထရန်အတွက်နောက်ထပ်သက်တမ်းထမ်းဆောင်မှုအစီအစဉ်ရှိပြီသားလို့ပြောပါရယ်တတိယသက်တမ်းပေါ်ထမ်းကတကယ်တော့မတွေးရသေးဘူးဗျာ ဒါပေမဲ့ကျောင်းမှာအကောင်းဆုံးလူလူထောက်ခံမှုစတန်ပင်ခနဲ့ရနေတယ်လို့မှတ်ချက်ပေးပါတယ်။ဒါအပြင်ဒုသမရာ JD Bass နဲ့နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ကလည်းသူ့နေရာဆက်ခံနိုင်ခြင်းရှိသူတွေဖြစ် Trump ကနာမည်တက်တောင်ပြောပါတယ်။အချိန်ကဥပဒေကိုပြင်ဆင်ဖို့ကလွတ်တော်နေရာလုံးရဲ့၃ဘုံ၂ဘုံနဲ့ပြည်နယ်38ခုရဲ့အတီးပြည့်ချက်လိုရတာကြောင့်ဖြစ်နိုင်ခြင်းအလွန်နှဲပါတယ်လို့သုံးသပ်ကြပါတယ်။ Trump ကတော့တကယ်လို့သူ့ကိုထောက်ခံသူတွေနောက်ပြီးတော့လူလူဆန္ဒရသူပဲဖြစ်တဲ့နယ်ဆိုပြီးအဆိုပြုလိုက်တော့သူ့အနေနဲ့မငြင်းမဲ့ပုံပေါ်ပါတယ်။ဒါပေမဲ့ဒုတိယသမ္မတ ်တက်တန်းအနေနဲ့တော့သူ့အနေနဲ့မဝင်ကျင်ဘူးလို့ပြောပါတယ်ဒီမှတ်ချက်တွေဟာအများပြည်သူရှေ့မှောက်မှာသူ့ရဲ့ပြောကြားချက်နဲ့အင်ဂျီတော်မှာဖြန့်ဝေလေးရှိတဲ့ Trump 2028အုပ်ထုတွေနဲ့ပတ်သက်ပြီး Trump ရဲ့နောက်ဆုံးထုတ်ဖော်ပြောဆိုချက်ပဲဖြစ်ပါတယ်ယမနစ်နိုဝင်ဘာက Trump ကိုရှုံးနေခဲ့တဲ့ Democratic သမ္မတလောင်းဟောင်း Kamala Harris ကလည်း စိတ်မကုန်သေးပါဘူး။သူဟာနိုင်ငံရေးကိုလက်မလွတ်သေးကြောင်းနဲ့2028မှာသမရလောင်းအဖြစ်ပြန်လည်ဝင်ရောက်ဖို့စဉ်းစားနေကြောင်းပြီးခဲ့တဲ့သတင်းပတ်ကောင်မှာပြုလုပ်တဲ့အင်တာဗျူးမှာအတည်လင်းပြောပါလေ။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ထိုင်းနိုင်ငံရှိချင်းဖြင့်တွဲဆုံပွဲမတိုင်ခင်ထိုင်ဝမ်ကျွန်းတော်ကိုတရုတ်ဘုံကျက်လင်ရင်တွေဆေလွတ်လိုက်တယ်လို့သိရပါတယ်။ထိုင်ဝမ်ကျွန်းတော်မှာတရုတ်ရဲ့ဘုံကျက်လင်ရင်တွေအုပ်စုဖွဲ့ပြန်တန်းနေကြောင်းတရုတ်ဆိုရမီဒီယာတွေကပြောပြပါတယ်။ဒါဟာတနည်းအားဖြင့်ဆိုရင်ထန်က တမားပူတင်နဲ့အလက်စကာမှာတွေ့ဆုံစဉ်ကအမေရိကန်ရဲ့ဘုံကျဲလေယာဉ်ကြီးတွေကိုပြန်တမ်းပြီးတော့ပူတင်ကိုစစ်အားပြတာခဲ့တဲ့နေ့တို့အခုတရုတ်ကလည်းထွက်ရဲ့နီလန်တိုင်းအဲ့ဒီလိုမျိုးပြန်ပြောနေတာဖြစ်ပါတယ်။ပြိပခအခြေအနေတစ်ခုကြုံလာရင်လည်းတုံ့ပြန်ကင်တဖို့ရည်ရွယ်ထားတဲ့စည်လေးချင်းမှုတစ်ခုကိုအဲ့စစ်ခေဘုံကျဲလေယာဉ်တွေကလုံနေတာပါလို့တရုတ်ဆိုရရုံမြင့်တန်ကြားတွေကတော့ထုတ်လွှင့်ပါတယ်။ ဘုံချက်လေးကနေပြန်တမ်းမဲ့အချိန်ကသိမကြသေးဘူးလို့ဆိုပေမဲ့ရက်တိကြတော့ထဲသွင်းဖော်ပြမထားပါဘူးတရုတ်သမ္မတရှီကျင်းဖြစ်တဲ့အမေရိကန်သမ္မတထရန့်တို့တောင်ကိုရီးယားမှာတွေ့ဖို့စဉ်းစားထားတဲ့ရက်မတိုင်ခင်မှာတရုတ်ကထိုင်ဝမ်တဝိုက်ဘုံချက်လေးကနေဆေလွတ်ခဲ့တဲ့အကြောင်းကြေညာတာဖြစ်ပါတယ်အော်တိုဘာ30မှာတွေ့ဖို့စီစဉ်ထားတဲ့ရှီကျင်းဖြစ်တဲ့ထရန့်တို့ဟာ ဒီနိုင်ငံအကုန်လုံးဤကိစ္စကိုဦးစားပေးဖို့ဆိုပေမဲ့ထိုင်ဝမ်အရေးလဲပါလာပွဲရှိပါတယ်။တရုတ်ဟာထိုင်ဝမ်ကျွန်းကိုသူတို့ပိုင်နယ်ဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့လွတ်လပ်တဲ့ကိုယ်ပိုင်နိုင်ငံဖြစ်ရည်တည်ရေးကိုသာလိုလားနေပါလိမ့်။တရုတ်စစ်တပ်ရဲ့အရှေ့တိုင်းဒေသစစ်ဦးစီးဌာနကတော့အဲစစ်ခေဘုံကျလိန်ဒေသမှာကပဲဂျေတန်းတိုက်လေနေကပါထိုင်ဝမ်ကျွန်းတို့ရဲ့ရေပြင်မှာအုတ်ဖွဲ့ပြန်တန်းခဲ့ကြောင်းရွေချက်ကတော့ ပြိပကအခြေအနေကိုကင်တွယ်ဖို့ကြိုတင်လေ့ကျင့်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။အိစစ်ကီတွေဟာမဟာဗျူဟာမြောက်ဘုံကျလည်ရင်မျိုးစားဖြစ်ပြီးနျူကလ িয়ার ဆက်လက်နဲ့အသုံးပြုတိုက်ခိုက်နိုင်ပါတယ်။တရုတ်နဲ့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနတွေကတော့ထိုင်ဝမ်ကျွန်းနောက်မှာတရုတ်ဘုံကျလည်ရင်တွေပြန်တန်းတဲ့ကိစ္စပေါ်မှတ်ချက်မပေးပါဘူး။ထိုင်ဝမ်ကျွန်းတဝိုက်ကတရုတ်စစ်လေရင်တွေရဲ့လှုပ်ရှားမှုတင်းကိုဖော်ပြတဲ့ဝက်ဘ်ဆိုက်မှာတော့အော်တိုဘာ29ရက်ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့24နှစ်အတွင်းတရုတ်လေရင်လေးစီးရဲ့ပြန်တမ်းမှုကသာထောက်လန်းတွေ့ရှိကြောင်းဆိုပါတယ်။အဲ့ဒီလေရင်တွေကတော့တိုက်လေရင်3စီးနဲ့ထောက်ပံ့ရေးလေရင်2စီးဖြစ်ပြီးဘုံကျဲလေရင်တွေအကြောင်းကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ယူကရိန်းကရုရှားကိုနောက်ထပ်နှစ်နှစ်သုံးနှစ်ထိဆက်တိုက်ဖို့အသင့်ရှိတယ်လို့ပိုလန်ဝန်ကြီးချုပ်ကပြောပါတယ် ယူကရိန်းနဲ့ရုရှားကိုနောက်ထပ်နှစ်နှစ်သုံးနှစ်ကြာဆက်တိုက်ဖို့အသင့်ရှိကြောင်းယူကရိန်းသမ္မတဇလန်စကီကမိမိကိုပြောကြောင်းပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ကဆိုပါတယ်ဇလန်စကီနဲ့မိမိတို့စကားစမြည်ပြောဆိုခဲ့ကြောင်းယူကရိန်းစစ်ပွဲပြန်ဥရောပပေါ်ရုရှားရဲ့ချင်းချုပ်မှုအရှိန်မြင့်လာတဲ့အရေးကိစ္စတွေနဲ့ပတ်သက်ပြီးအဓိကဆွေးနွေးခဲ့တယ်လို့ဒေါ်နယ်တက်စ်ကပြောပါတယ်ယူကရိန်းကလွတ်လပ်တဲ့နိုင်ငံဖြစ်ဆက်လက်ရည်တည်မယ်ဆိုတာကျွန်တော်တန်တရားမရှိပါဘူးလို့ဆိုပါတယ်ခုချိန်မှာအရေးကြီးဆုံးမေးခွန်းက စစ်ကြောင့်လူတွေနောက်ထပ်ဘယ်လောက်ထိတည်ဆုံးရမလဲဆိုတာပါပဲစစ်ပွဲက10နှစ်လောက်ထိတော့ကြာမှာမဟုတ်ဘူးလို့ပြောလင့်ပါတယ်တမောဇီလန်စကီကလည်းကျွန်တော်ကိုသူမျှော်လင့်ကြောင်းပြောပါတယ်ပြီးတော့ယူကရိန်းအနေနဲ့နောက်2နှစ်3နှစ်ထိတော့တိုက်ဖို့အသင့်ပါပဲလို့သူကဆိုပါတယ်2020ဖေဖော်ဝါရီမှာယူကရိန်းကိုရုရှားရဲ့လုံးလုံးလည်လည်ဝင်ရောက်တိုက်ခိုက်ခဲ့တာကဆက်ပြီးတော့ရေရှည်စစ်ပွဲပြစ်ဒဏ်တွေနဲ့ရင်ဆိုင်နေရတယ်ဆိုပေမဲ့ရုရှားရဲ့ရင်းနဲ့လုံငန်းပေါ်ပြစ်မှတ်ထားတဲ့အမေရိကန်ရဲ့ဆန်ရှင်တွေက ရုရှားရဲ့စစ်ပွဲပိုင်းဖြတ်မှုကိုအားနည်းသွားစေခြင်းမရှိသေးကြောင်းဒေါ်နယ်တက်စ်ကသတိပေးပါတယ်။ရုရှားကကြီးလေးတဲ့စစ်ပွဲပြည်ထောင်နဲ့ရင်ဆိုင်နေရတာတော့အမှန်ပါပဲ။လို့ဆိုတော့ကျွန်တော်တို့နိုင်ရနေပြီလို့ပြောနိုင်တဲ့အတိတ်ပဲလား။လုံးဝမဟုတ်ဘူးဗျ။ရုရှားဟာနောက်အုပ်စုထက်အဓိကတပန်းတာမှုရှိတယ်။အဲ့ဒါကတိုက်ခိုက်ဖို့အမြဲတမ်းအသင့်ရှိနေတာပဲလို့ဒေါ်နယ်တက်စ်ကပြောပါတယ်။ဥရောပရဲ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီးသုံးသက်တဲ့အနေနဲ့ဒေါ်နယ်တက်စ်ကပြောရမှာမော်စကိုရဲ့ရန်လိုမှုနဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာသတိပေးပြီးနောက် ခါးသီးတဲ့စိတ်ကျဉ်တမှုမျိုးကိုခံစားရကြောင်းပြောပါတယ်။ဘူရောဘောက်မှာအတွေးမှာအဆွဲမှာတဲ့ခက်အဆုံးသတ်မှုနဲ့ပတ်သက်ပြီးပြောချင်တယ်လို့ဆိုပါတယ်။ချိန်ချောက်မှုအတိုင်းနဲ့အသွင်ပြင်မှုအတွက်ကျွန်တော်တို့နောက်ကျသွားပါပြီ။ရှင်သန်ရည်တည်ဖို့အတွက်နောက်မကျသေးပါဘူးဆိုပါတယ်။ရွှေပြောင်းနေထိုင်မှုနဲ့ပတ်သက်ပြီးဒေါ်နယ်ဒက်စ်ကဆုမဲ့ပြောင်းတဲ့လူတွေဝင်ရောက်မှုကဘူရောဘောက်ရဲ့အတွင်းပိုက်တည်ငြိမ်မှုကိုစိန်ခေါ်မှုဖြစ်နေတယ်။ဒါကြောင့်ရွှေပြောင်းဝင်ရောက်မှုတွေကိုသတိထားဖို့လည်းပြောသွားပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဒေါ်လာသန်ပေါက်များစွာ ကုန်ကြမယ်။ အင်ဖြူတော်ရဲ့ကာဘွန်ခန့်မှန်ဆောင်တဲ့လူရှင်စင်းကိုအင်ဖြူတော်ကထုတ်ပြန်ပါတယ်။သမ္မတထရန့်အဆိုပြုထားတဲ့စတူယန်ပေ6000ကျော်ရှိတဲ့ကာဘွန်ခန့်မှတည်ဆောက်ရေးငွေကြေးလူတန်းထားတဲ့ကုမ္ပဏီကြီးတွေထဲမှာ Apple, Amazon, Lockheed Martin, Microsoft, Google, Coinbase, Comcast နဲ့ Meta ကုမ္ပဏီတို့ပါဝင်ကြောင်းအင်ဖြူတော်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကာဘွန်ခန့်မှကိုသူကိုယ်တိုင်နဲ့အလူရှင်တွေလူတန်းထားတဲ့ငွေတွေနဲ့စောက်မှဖြစ်ပြီးတော့ခွန်ထမ်းပြည်သူတွေရဲ့ငွေကိုလုံးဝမသုံးပါဘူးလို့ထရန့်ကအကြေညာပြောထားပါလိမ့် ကာဘွက်ခန့်မှတိဆောင်ရေးသူ့ရဲ့အစီအစဉ်ပတ်သက်လို့ထရန့်ကဆွေးနွေးခဲ့ပြီးဒေါ်လာတန်း300အနည်းဆုံးကုန်ပဲပြောပါလိမ့်။ဒီကာဘွက်ခန့်မှတိဆောင်မှုဈေးဟာဒေါ်လာတန်း100ရှိမယ်လို့ထရန့်ဆိုရကအရင်ကခံမှန်းထားခဲ့ပါလိမ့်။အင်ဖြူတော်ရဲ့ရှေ့ဘက်အဆောင်ဖြိုချပြီးတော့ထရန့်ကကာဘွက်ခန့်မှကြီးတည်ဆောက်ဖို့စီစဉ်နေပြီးတော့အများပြည်သူရန်မုံငွေကိုတောင်းဆွဲနိုင်ခြင်းနဲ့ပတ်သက်လို့စိုးရိမ်ပူပန်မှုတွေရှိပြီးတော့အင်ဖြူတော်ကအခုလိုအလို့ရှင်စည်းထုတ်ပြန်လာပါဒေါ်လာတန်းနဲ့ချီကုန်ကြမဲ့ကာဘွက်ခန့်မှတည်ဆောက်ရေးလှူဒန်းထားတဲ့ကုမ္ပဏီတွေစင်းမှာအမေရိကန်ရဲ့ထိပ်တန်းကုမ္ပဏီကြီးတွေပါဝင်ပေမဲ့ ဘလောက်ပမာဏလဲဆိုတော့ Equity ကဖော်ပြထားခြင်းမရှိပါဘူး။ငွေကြေးလုံနှမ်းပေး company ပေါင်း40နီးပါးရှိပြီးကာပွဲစီမံကိန်းနဲ့ပတ်သက်ပြီး Equity မှာညစာစာပွဲကျင်းပဖို့ရှိပါတယ်။ထားဒုတိယသက်တမ်းတွေ company ကြီးတချို့ဟာတံပိုးကြီးတဲ့စာချုပ်တွေချုပ်ဆိုခွင့်ရရှိထားပြီးနောက်အခုလိုငွေလူမဲ့စီစဉ်ထွက်လာတာပါ။အဲ့ဒီကာပွဲခန့်မှဟာလူထောင်လောက်ထိလက်ခံနိုင်မှာဖြစ်ပြီးနိုင်ငံတော်ညစာစာပွဲလိုအခမ်းအနားမျိုးတွေအတွက်တင့်တော်လိမ့်မယ်လို့ထွန်းကပြောဆိုထားပါတယ်။နောက်တင်ဖို့ပြောချင်ပါတယ်။ ။ Krogi နိုင်ငံမှာပြင်းအား6.1အဆင့်ရှိငလင်ကြီးလောက်ခတ်ခဲ့ပြီးတော့ထိခိုက်သေးဆုံးမှုတင်းတော့မထုတ်ပြန်သေးပါဘူး။ Krogi နိုင်ငံနောက်ပိုင်းစင်တီဂီမြို့မှာအော်တိုဘာ29မနေ့နောက်ပိုင်းကပြင်းအား6.1ရှိတဲ့ငလင်တစ်ခုလောက်ခတ်ကြောင်း Krogi အာနာပိုင်းကြီးကပြောပါလိမ့်။ငလင်ဟာ3လအတွင်းဒုတိယချိန်လှုပ်ခတ်ခဲ့တာဖြစ်ပါလေငလင်ဟာဒေတာဆန်တော်ချိန်ည09:48မိနစ်မှာလှုပ်ခဲ့ပြီး စီးပွားရေးမြို့တော်အစ္စတန်ဘူနဲ့ခီးသွားဆွဲဆောင်ရန်အမီးယားမြို့တော်မှာလည်းသိရှိခန့်စားခဲ့ရတယ်လို့တူရကီအစိုးရအရေးပေါ်အေဂျင်စီကပြောပါတယ်ထိခိုက်သေဆုံးသူတွေနဲ့ပတ်သက်လို့ချက်ချင်းသတင်းထုတ်ပြန်တာမရှိသေးပါဘူးတရကီပြည်ထောင်ဝန်ကြီးကပြီးခဲ့တဲ့ငလင်လုံးကတော့ဘေးလွတ်ရာရှုပြောင်းပေးခဲ့တဲ့အဆောက်အုံသုံးလုံးနဲ့အယောင်းဆန်ဒီဇိုင်းပြုပေမဲ့ထိခိုက်သေဆုံးသူမရှိဘူးလို့ပြောပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ10ရက်နေ့ကလည်းတရကီနိုင်ငံ အမီးယားမြို့ရဲ့အရှေ့မြောက်ဘက် 138ကီလိုမီတာလောက်ဝေးတဲ့တောင်ကုန်းတွေချမ်းမှာရှိတဲ့စင်ဒီကီမြို့မှာအလားတူပြင်းအား ရှိတဲ့ငလေတစ်ခုလှုပ်ခတ်ပြီးလူတူးတည်ဆုံးပြီးတော့ဓာစင်ပေါင်းများစွာတန်ရရပါတယ်။တော်ကီနိုင်ငံဟာဘူမိပေဒါဆိုင်ရာမြေလွာပြည့်ပြည့်ပေါင်းများစွာပေါ်မှာနိုင်ငံတည်ထားတဲ့အတွက်ကြောင့်အရင်ကလည်းစိုးရွားတဲ့ငလေဘေးတံကိုအကြီးအကျယ်ခံစားခဲ့ရတယ်လို့သိရပါတယ်။